အီရန်ကိုစတင်တိုက်ခိုက်ခဲ့တဲ့အမေရိကန်ကြောက်ပါဝင်နောက်ဆုံးရသတင်းများအားလုံးပဲမိင်္ဂလာပါအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ကိုတိုက်ခိုက်ဖို့အတွက်နှစ်ပတ်လောက်အချိန်ယူပြီးတော့ဆုံးဖြတ်မယ်လို့ပြောပြီးတော့တိတ်မကြခင်ပါတဲ့အီရန်ကိုအမေရိကန်ရဲ့တိုက်ခိုက်မှုစတင်ခဲ့ပါပြီအီရန်ရဲ့တောင်ကြားမှာရှိတဲ့ဖူဒိုနျူကလ িয়ার စက်ရုံကိုအမေရိကန်က B2 တိုက်လေယာဉ်နဲ့ဘန်ကာခွင်းပုံးတွေအုံပြပြီးတော့တိုက်ခိုက်သွားခဲ့တာဖြစ်ပါပြီအမေရိကန်ဟာအီရန်ရဲ့နျူကလ িয়ার ပြင်းမဲ့၃နေရာအထိကိုတိုက်ခိုက်ခဲ့တယ်လို့လည်းနိုင်ငံတကာသတင်းတွေမှာဖော်ပြပါပါတယ် အလေးကြီးပေါင်း၃တောင်းရှိတဲ့ဘန်ကာခွင်းဘုံတွေဟာဆိုရင်ပေနီယာကျော်ရှိတဲ့ကိုဂရစ်ဒီကိုတောင်မှထိုးပေါက်နိုင်စွမ်းရှိပြီးတော့လုံခြုံဆုံးဆိုတဲ့မြောက်ဘန်ကာတွေကိုတောင်မှဖြုတ်ခွင်းနိုင်ပါတယ်ဒီတိုက်ခိုက်မှုဟာဆိုရင်တော့ဘန်ကာခွင်းဘုံ MOP တွေကိုပထမဆုံးအကြိမ်တုံးပြလိုက်တာလည်းဖြစ်ပါတယ်ကြာပြီးအမေရိကန်ဟာအီရန်ကိုတိုက်ခတ်ရမှာရေဒါပျောက်စနစ်နဲ့ B2 ဘုံးကျဲလေယာဉ်တွေကိုလည်းအသုံးပြုသွားခဲ့ပါတယ်ဘီဒူဘုံကျဲလေဟာဆိုရင်တော့ရန်သူရေဒါပေါ်မှာ ငရကောင်ပုံစံသာဖြစ်နေတတ်ပြီးတော့လေကြောင်းရဲ့ကာကွယ်ရေးစနစ်ကလည်းခြေရာခံနိုင်မှုမလွယ်တဲ့လေရဲတပြိုဖြစ်ပါရည်။ဒီလေရင်ဟာတစ်ချိန်မှာဘန်ကာခွင်းဘုံတစ်လုံးသုံးမဟုတ်နှလုံးသာတည်ယူနိုင်ပေမဲ့ဖြစ်အားပြေးဘုံတွေဖြစ်တာကြောင့်ထီယာမို့ပိုင်းမှာတော့တည်တရားဝင်စရာမရှိပါဘူး။ဒီတိုက်ခိုက်မှုမှာအမေရိကန်ရှေ့တက်ကနေလဲဒုံးကျည်ပြလို့မှုတွေနဲ့ပါဝင်ခဲ့တယ်လို့သိရပါပြီ။ဆက်လက်ပြီးတော့ငြိမ်းချမ်းရေးနိုဘယ်အတွက်ထရန့်ကိုအမည်စရင်တည်သွင်းမယ်ဆိုတဲ့ပါကစ္စတန်ဆိုရာအကြောင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်မှာ အီရန်ကိုတိုက်ခိုက်မှုမစတင်ခဲ့ရှက်မှာပဲပါကစ္စတန်ဆိုရအမေရိကန်သမ္မတဒေါ်နယ်ထရပ်ကိုငြိမ်းချမ်းရေးနိုဘယ်ဆုတွေအမြင့်စီးရင်တည်သွင်းမယ်ဆိုပြီးတော့ပြောလာခဲ့ပါရီနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံကကြားတင်းမာမှုတွေရှိနေချိန်မှာထရန့်ရဲ့ဂျောင်းဝင်နှိမ့်နှိုင်းပေးမှုကြောင့်အဆင်ပြေသွားခဲ့တယ်ဆိုပြီးငြိမ်းချမ်းရေးနိုဘယ်ဆုတွေအမြင့်စီးရင်အသွင်းမှုတွေစီစဉ်လာလာဖြစ်ပါရီထွေကြောင့်ပြည်ကရဲစဲမှုကိုရရှိစေခဲ့ကပြိပကပုံမှုကျပြတ်လာမဲ့အရေးကိုရှောက်လွှဲခဲ့တယ်ဆိုပြီးတော့ပါကစ္စတန်အစိုးရကထုတ်ပြန်ခဲ့ပါရီ ထရန်ဂရိုင်းကလည်းသူ့အနေနဲ့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံသားငင်းကြဲရင်ရရှိအောင်ဆောင်ရွက်ပေးနိုင်ခဲ့တယ်ဆိုပြီးတော့ထုတ်ပြောနေခဲ့ပါရီ။ဒါပေမဲ့ငင်းကြဲရင်တို့ပဲစုနဲ့ပတ်သက်ပြီးမင်းမြဲရမှာတော့နိုင်ငံတကာအရှေ့ရကျိုးပဲဆောင်ရွက်မှုတွေကြောင့်ဒီစုနဲ့ထိုက်တန်နေဆိုပေမဲ့လည်းစုရပါမလားဆိုတာတန်တရားဝင်နေလို့ထရန်ကပြောသွားပါရီ။ဒါပေမဲ့အိန္ဒိယဘက်ကတော့ပါကစ္စတန်နဲ့ငင်းကြဲရရှိဟုခဲ့တာဟာထရန်ရဲ့ဂျာဝင်မှုကြောင့်ဆိုတာကိုတစိုက်မမက်ညှင်းဆိုခဲ့ပါရီ။ဆက်လက်ပြီးတော့ဒီဝါလီခလိုက်ရှာတဲ့တရုတ်နိုင်ငံတော်ဒီတာ EV ကာကုမ္ပဏီเจ้าကိုတိဆက်ပေးကြပါမယ်။ နောက်ပိုင်းမှာဆိုရင်တော့မြန်မာနိုင်ငံကို EV ကားတည်သွင်းမှုများလာခဲ့ပြီးအများစုကတော့တရုတ်နိုင်ငံကနေတည်သွင်းလာခဲ့တဲ့ EV ကားတွေဖြစ်ပါတယ်။တရုတ်နိုင်ငံကနေ EV ကား brand မောင်းဆိုတည်သွင်းလာခဲ့တာဖြစ်ပြီးအဲ့ထဲမှာ Nita EV ကားလည်းအပါအဝင်ပဲဖြစ်ပါတယ်။အခုချိန်ဒီလဲဈေးကွက်ထဲမှာအဲ့ဒီ brand ရဲ့ EV ကားတွေကိုအများအပြားတွေ့ရပါသေးတယ်။ဒါပေမဲ့လည်း Nita EV ရဲ့မိဂီကုမ္ပဏီဖြစ်တဲ့ Samsung Hoson New Energy Automobile Company ကပြီးခဲ့တဲ့ဇွန်လ19ရက်ကဒီဝါလီခံလိုက်ရပါတယ်။ဒီဒီဝါလီခံရမှုနဲ့တူ မြမကားစည်းကွက်မှာဆိုရင်လည်းရိုက်ခတ်မှုတွေရှိလာခဲ့ပါတယ်။အဆိုပါကားဝယ်ယူထားသူတွေအတွက်လည်းအပိုပစ္စည်းလိုအပ်ချက်အခက်အခဲရှိလာနိုင်တယ်လို့သုံးသပ်နေကြပါတယ်။ကားစည်းကွက်ပေါ်လေတော်တော်ကြီးကြီးမမတည်ရမှုရှိနိုင်နေ။အဲမှာဆိုရင်လည်းတရင်ကအမျိုးမျိုးထွက်နေရဲဆိုတော့လေဒီဘက်စည်းကွက်မှာလည်းရိုက်ခတ်မှုရှိလာနိုင်နေ။မားကတ်မှာတော့ကြိုက်ရောင်းကြိုက်ဝယ်တော့ဖြစ်မယ်။ကြိုက်တဲ့သူကတော့ဝယ်မှာပဲ။မားကတ်ကျော်အေးသွားလိမ့်မယ်။ကားဝယ်ထားတဲ့သူတွေကလည်းအခက်အခဲတွေရှိတယ်လို့လည်းကားလုံငယ်ရှိတဲ့ဦးအားပြောပါရီ။ဆက်လက်ပြီးတော့ဖက်စီခံထားရတာနှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ စစ်ကောင်းဆောင်ထိုင်းကီးစီတွေဆန္ဒပြဖို့ကြိုးစားတဲ့မြန်မာနှုတ်ကြောက်ကိုတင်ဆက်ပေးကြပါရီစစ်ကောင်းဆောင်ရဲ့ထိုင်းနိုင်ငံဗန်ကောက်ခီးစီတွေမှာဆန္ဒပြဖို့စီစဉ်ခဲ့တဲ့မြန်မာနိုင်ငံသားနှစ်ယောက်ကိုထမ်းအန္တရာယ်တွေကဖမ်းဆီးသွားခဲ့ပါရီအခုဆိုရင်ဖမ်းဆီးထားခဲ့ရတာနှလားကြော်ကြားမိခဲ့ပြီဖြစ်ပြီးတော့သူတို့နှုတ်ကိုဘလို့အရေးယူမလဲဆိုတာမသိရသေးပါဘူးသူတို့နဲ့အုံနေနေမိခင်နိုင်ငံမြန်မာပြည်ကိုပြန်ဖို့ခင်ရမှာနဲ့ပတ်သက်ပြီးတော့စိုးရိမ်မှုတွေရှိနေလို့လည်းသိရပါဗျ။ရှင်းနေပြောချက်ရဆိုရင်ကျွန်တော်တို့အမှုကအာမခံလောဝမရှာနိုင်ဘူး။ နောက်တစ်ချက်ကကျွန်တော်တို့ရှင်းနေရတော့လိုက်ပြီးတော့လုပ်ပေးနေတယ်။ UN ကကျွန်တော်တို့ကိုမြန်မာပြည်ပြန်မပို့ရေးကာဝေးပေးထားတယ်။ထိုင်းလူခွင့်ရေးကော်မရှင်ကလည်းကျွန်တော်တို့ကိုမြန်မာပြည်ပြန်မပို့ဖို့အကောက်အွယ်တစ်ခုပေးထားတယ်။ဒါပဲရှိရဲလက်ရှိနေတာကဘာမှဖြစ်မလာသေးပါဘူးလို့ပြောပြသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့လာရှုံမျိုးမှာလျှက်စင်မီရဖို့အတွက်ငွေသိမ်းချီပေးရတဲ့အကြောင်းကိုတင်ဆက်ပေးကြပါမယ်။စစ်ကောင်စီပြန်အုပ်ချုပ်ထားတဲ့ရှမ်းပြည်နယ်လာရှုံမျိုးကလျှက်စင်ရုံဝန်ထမ်းတချို့ဟာရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့ပေါင်းပြီးတော့ညဘက်ကိုလျှက်စင်မီပေးဖို့ ငါးညအတွင်းကျန်တဲ့သိန်းနှုန်းနဲ့ဒေသခံတွေစီကငွေတောင်းခံနေရလို့သိရပါတယ်။လာရှုံမျိုးတွဲရှာတဲ့လျက်စစ်ခွဲတန်းကိုအရေးကြီးနေရာဖြစ်တဲ့ဆေးရုံ၊ချွေအုပ်၊ရက်ကန်နိုင်ငံတွေနဲ့စစ်ကောင်စီတပ်စခန်းဘက်တွေကိုပေးရပြီးတော့ပိုးတဲ့လျက်စစ်တအားကိုအခုလိုခိုးရောင်းနေတာလို့လည်းမြုပ်ကန်နေရဆိုပါတယ်။ညာဘက်တွေဆိုရင် transformer တွေမှာဝင်နေတာဝင်ရတာကမိချောင်းနားလေတာ EPC ကလူကလွဲလို့ဘသူရှိမလဲ။ညာခိုးတင်ပြီးမနေ့ကဖြတ်ပေါ့။လာရှိုကြီးခွဲရုံကိုနှစ်သိန်းသွားပေးတာ။မိရသူမိရသူတွေ အင်ကလေးရတွေဆိုတော့ပြဿနာတွေဖြစ်ကြတယ်မင်းညာကတည်းမိလာနေတဲ့ပတ်စံပေးတဲ့ line ကသူတို့လည်းအရှင်ကပတ်စံပေးရတယ်လေမိလာတယ်ငါရက်လောက်ပဲလာတယ်မလာတော့လို့သွားပြောတော့ပတ်စံထက်တောင်းနေအဲ့ဒါနဲ့မပေးတော့ဘူးစီဘိုးထက်ပုံများနေလို့ပါလို့မြို့ကန်တူကပြောသွားခဲ့ပါတယ်ဟုတ်ကဲ့ပါရှင်ဒီနေ့အတွက်တိဆက်ပေးမှုကတော့ဒီမှာပဲရှင်းနာပြစေရှင်ရရှိပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်